မင်္ဂလာပါရှင်။2025ခုနှစ်မေလ16ရက်နေ့ရက်မွန်းတက်12နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်း7တောင်းဆုဆောင်ပြီးကပ္ပစံတိန်တင်မယ်လို့ဆိုပါရယ်။နေပြည်တော်မှာမေအောင်လိုင်းကတနိုင်ကလုံးမှာစစ်တိုင်းမှုတွေကို၂ရက်တောင်အစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စတွေကိုအဓိကဆွေးနွေးနေတယ်လို့ဆိုပါရယ်ရှင်။ဝယ်ယူသူမရှိတဲ့ခြံမှတ်54ကိုဒေါ်အောင်ဆန်းစုကြည်ဘက်က လီလန်စေးတက်မှတ်ရန်ဦးအောင်ဆန်းဦးကပြောပါတယ်။ကြောက်တော်မျိုးကိုအကြံဖတ်စစ်ကောင်စီကဒုတိယနှစ်ထပ်မံဘုံကျဲရမှာအရတား၅ဦးတည်ဆုံပြီး၉ဦးဒဏ်ရာရရှိခဲ့ပါရဲ့ရှင်။မိထီလာမှာစိုင်းကယ်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီးသိန်း90နဲ့ရွေးရန်အကြောင်းကြားက မောင်ချစ်ဝင်းရဲ့အလောင်းကိုမိသားစုတွေထံကို ပြန်ပေးတယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့တူဒီကနေ့မွန်တဲ့12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တွင်တပုတ်အနေနဲ့လူလူခေါင်းဆောင်နိုင်ငံတော်အတိုင်းအမြခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်အချိန်ဆက်ရအတွင်မှာမွေးနေ့ဆုတောင်းစုစုပေါင်း8000ကိုစုဆောင်ပြီးကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လှုပ်ဆောင်မှုရှိတယ်လို့ဒေါက်အောင်ဆန်းစုကြည်ရဲ့တားငယ် Kim Eric Cole ကိုထိန်လင်းကပြောပါတယ်၂025ခုနှစ်ဇွန်16ရက်နေ့မှာကြာရောက်မဲ့ဒေါက်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာအမတ်တရကမ်ပိန်းအစီအစဉ် နှစ်ခုပြုလုပ်မှာဖြစ်တယ်လို့ SU18 campaign ကထုတ်ပြန်ကြေညာထားပါတယ်။ပထမအစီအစဉ်အနေနဲ့မွေးနေ့ဆုတောင်း electronic birthday card တွေကိုမေ16ရက်နေ့မှာဇွန်16အထိကြောင်းချမှာဖြစ်ပြီးနိုင်ငံတကာမှ SU18 campaign official fundraiser စီမှာတရားဝင်ထုတ်ယူနိုင်မယ်လို့လည်းဆိုပါတယ်။မွေးနေ့ကတ်တွေမှာမွေးနေ့ဆုတောင်းတွေကိုရေးသားပို့နိုင်ပြီး မွေးနေ့ကတ်တွေကိုကိုထိန်လင်းကတင်ထားမှဖြစ်ကဒေါအောင်ဆန်းစုကြည်နဲ့ပြန်လည်တွေ့ဆုံခွင့်ရတဲ့အခါမှာပေးအပ်သွားမယ်လို့သိရပါဗျ။မွေးနေ့ကတ်ရောင်းချတာကနေရရှိတဲ့အလူငွေတွေကိုဒေါအောင်ဆန်းစုကြည်မွေးနေ့အမတ်တရအနေနဲ့မြေပြင်မှာရှိတဲ့အကူအညီလိုအပ်နေတဲ့နေရာတွေကိုလူတန်းသွားဖို့ရှိတယ်လို့ကမ်ပိန်းရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားပါဗျ။ဒုတိယအစီအစဉ်အနေနဲ့တော့မွေးနေ့ဆုတောင်း short video မှတ်စိတ်စုစုပေါင်း8000ကိုစုဆောင်ပြီးကမ္ဘာစံချိန်တင်မဲ့အစီအစဉ်ဖြစ်ပါတယ်။ဇွန်6ရက်မှဇွန်16အထိအချိန်ဆက်ရအတွင်းမှာစုဆောင်သွားမှာဖြစ်ပါတယ်။ video ပေးပို့နိုင်ဖို့ကုတ်တွေကိုတော့ su 18 campaign official fundraiser တွေထံမှာတောင်းယူကြရမှာဖြစ်ပြီးဒီအတွက်ဝေကျင်းတစုံတရာထည့်ဝင်ဖို့မလိုအပ်ဘဲဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားသူတိုင်းပါဝင်နိုင်ဖို့ဖိတ်ခေါ်ထားတယ်လို့ဆိုပါတယ်။ campaign ရဲ့ နောက်တစ်ဆင့်အနေနဲ့ငွေနဲ့စုတောင်းဗီဒီယိုနဲ့ electronic birthday card တွေအများဆုံးရရှိတဲ့ပုံကိုအဖြစ်ကမ္ဘာစံချိန်တင်အောင်စူးစမ်းနေတာလို့ကိုချိန်လင်းကပြောပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းရှေ့ရအတွင်းမှာကီလိုမီတာ80ပြေးဖို့စိတ်ကူထားပါတယ်။ဒီအတွက်ပံ့ပိုးမှုတွေရရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ဒါမှသာမြန်မာပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပံ့ပိုးပေးနိုင်မှာပါ။ ဒီပြေးပွဲကိုမွေးနေ့မတိုင်ခင်မှာလှုပ်သွားမှာဖြစ်ပြီး18ရက်နေ့လောက်မှာအဆုံးသတ်မယ်လို့စိတ်ကူးထားတယ်လို့ဆိုပါတယ်။မကြာသေးခင်ကလည်းမြန်မာအမှုပညာရှင်တွေဖန်တီးထားတဲ့ပကြီကားပုံတွေပါတဲ့ပြက်ကဒိန်8000ကိုရောင်းချခဲ့တာအချိန်တိုအတွင်းရောင်းကုန်သွားခဲ့ပါတယ်။အသက်80အရွယ်နိုင်ငံတော်အတိုင်းမီကာပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်တပ်ကပုံမှန်14ခုနဲ့တရားစွဲထားပြီးထောင်နှံစုစုပေါင်း28နှစ်ချမှတ်က နေပြည်တော်မှာအကျဉ်းချခံထားရတာဖြစ်ပြီးရှင်းနေအပါဝင်ထောင်စာတွဲခွင့်မပေးဘဲပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားတာလည်းဖြစ်ပါတယ်။အစိုးရအဆက်ဆက်မှာဒေါအောင်ဆန်းစုကြည်ကအခုတချိန်နဲ့ဆိုရင် လေးချိန်ကြောင့်အဖမ်းခံရတာဖြစ်ပြီးလက်ရှိအချိန်ထိနေအိမ်အကျယ်ကျုပ်အပါဝင်အကျဉ်းထောင်ထဲမှာနေနေရတဲ့အချိန်ဟာစုစုပေါင်း20နီးပါးရှိနေပြီဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကျော်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်က နေပြည်တော်မှာတနင်္ဂနွေလုံးမှာစစ်တိုင်းမှုတွေကိုနှရတာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စတွေကိုအဓိကထားဆွေးနွေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်တရင်ရေးမြစ်ကပြောပါတယ်။မနေ့ကမေလ15ရက်နေ့ယနေ့မေလ16ရက်နေ့အထိနေပြည်တော်မှာစစ်တိုင်းမှုတွေကိုမင်းအောင်လှိုင်ကအစည်းအဝေးခေါ်ယူထားခဲ့ခြင်းဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာလေးလပတ်အစည်းအဝေးလို့ဖြစ်ကြောင်းလည်းသိရပါတယ်။လေးလပတ်အစည်းအဝေးတွေမှလုတ်ခဲ့တာကြာပြီ။အခုတော့လေးလပတ်အစည်းအဝေးလို့မျိုးခေါ်တာပါ။ အစည်းအဝေးကမနေ့ကနဲ့ဒီနေ့နှစ်ရက်ပါသိရတဲ့လောက်တော့လက်မြေဆိုးမိုးရေးတွေပြန်ရဖို့နဲ့စစ်စင်ရေးကိစ္စတွေကိုအဓိကထားဆွေးနွေးထားတယ်လို့သိရတယ်လို့စစ်ပတ်တည်ရင်မြစ်ကပြောဆိုပါတယ်လက်ရှိမှာမေအောင်လိုင်ကမေလ9ရက်နေ့မှမေလ10ရက်နေ့အထိရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင့်ဖင်နဲ့တွေ့ဆုံခဲ့ရတဲ့အတွက်မြန်မာနိုင်ငံရဲ့အထုတ်ချာအာဏာလွတ်လပ်ရေးနိုင်ငံမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံရေးတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကိုထောက်ခံတဲ့ဆိုတဲ့တရုတ်သမ္မတချမ်းမှဂတိကဝတ်ရရှိခဲ့ပြီးတဲ့နောက်မှာ ပုံမဆိုးရွားလာတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။စစ်တိုင်းမှုတွေနဲ့ယခုအစည်းအဝေးအပြီးမှာပြင်းထန်တဲ့စစ်ကြောင်းထုံးမှုများပေါ်ပေါက်လာနိုင်တဲ့ပြင်ဒေါ်လာရင်းအင်အားစုတွေနဲ့ပြည်သူများအထွတ်တတိထားရလိမ့်မယ်ဖြစ်ကြောင်းနေပြည်တော်စစ်ပတ်တည်ငြိမ်ကတတိပေးပြောဆိုထားပါရဲ့ရှင်။ဆက်လက်ပြီးလေးချိန်တိုင်းလေလံပြုတ်ခဲ့တဲ့ဝယ်ယူသူမရှိတဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာနမ်းမှာရှိတဲ့ခြံမ54ကိုတောင်ဆန်းစုကြည်ဘက်ကလေလံကြံခင်းစေးသတ်မှတ်ရန် ဝါဆန်ဦးဘက်ကပြောထားကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝိုင်းထံကသိရပါတယ်။အလိုဒေါ်ဆန်းစုကြည်ဘက်ကလေလံဆေးတက်မှတ်ပြီးရန်ကိစ္စနဲ့ပတ်သက်ပြီးမေ15ရုံးချိန်မှာနှစ်ဖက်တင်ပြလျှောက်ထားမှုများပြုလုပ်ခဲ့ကြကလာမယ့်မေ22ရက်နေ့ဂျုံချိန်မှာဂျာပြတ်အမိတ်တရက်ကိုချမှတ်သွားမှာဖြစ်ကြောင်းတရားရုံးနဲ့နှိစက်တဲ့သူတို့ကပြောပါတယ်။အာနာသိမ်းပြီးရနောက်နိုင်ငံတော်အတိုင်းအမိခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖန်စီထိမ့်သိမ့်ခံရကဂျာမ54အပါအဝင်အမှုကိစ္စများဆွေးနွေးနိုင်အောင်အတွက်ဒေါ်ဆာစုကြည်နဲ့တွဲခွင့်ပင်းရန်ရှင်းနေတွေဘက်ကအကြိမ်ကြိမ်တင်ပြမှုကိုစစ်ကောင်စီဘက်ကပယ်ချခဲ့ပါတယ်။စစ်ကောင်စီကဒေါ်ဆာစုကြည်ကိုရှင်းနေတွေနဲ့တွဲခွင့်မပေးတာကအမှုတွေအမိတ်ချလို့ပြီးတဲ့2020ဒီဇင်ဘာလကုန်ပိုင်းကလေးကဖြစ်ပါတယ်။တစ်ဖက်မှာလည်းဂျာမ54ကိုလေလံတင်ရောက်ချရန်ဆောင်ရွက်မှုအပေါ်ဒေါ်ဆာစုကြည်ရဲ့ရှင်းနေတွေရဲ့ဘက်က ရုံးချင်းမှာအစင်တစိုက်ကန့်ကွက်မှုတွေရှိနေပါတယ်။နှစ်အေးကနေပါကျယ်ဝင်းရဲ့ခြံမ54ရဲ့နေလန်ချန်ကင်းစေကိုရခင်ကတရားနိုင်ဦးအောင်ဆန်းဦးဘက်ကတမတ်တင်ပြခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကနေချိန်မြောက်နေလန်တင်ရောင်းချမှုမှာဦးအောင်ဆန်းဦးဘက်ကတင်ပြထားတဲ့ချော့စီအတိုင်းကျပ်290ဘီလီယံပြည့်ရောင်းချခဲ့ပြီမဲ့ဝယ်ယူသူမရှိခဲ့ပါဘူး။ အဲ့ဒီခြံကို လေလံကြမ်းခင်းစေပထမအကြိမ်ကြက်315ဘီလီယံဒုတိယအကြိမ်ကြက်300ဘီလီယံနဲ့တတိယအကြိမ်ကြက်290ဘီလီယံတို့နဲ့လေလံပစ်ခဲ့တာလည်းဖြစ်ပါတယ်။ခြံမှ54ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဂျာကာလာအမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားပြီးညီသူမဆိုပိုင်ဆိုင်ခြင်း၊ရောင်းချခြင်း၊ဖြတ်စီခြင်းအပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ပါကအရေးယူသွားမယ်လို့ကြေညာထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မေ15ရက်နေ့လယ်မှာရခိုင်ပြည်ကြောက်တော်မြို့မှာရှိတဲ့လူနေရပ်ကွက်တွေကိုဒုတိယနေ့အဖြစ်အကြမ်းဖက်စစ်ကောင်စီကတုံးချိန်တိုင်တိုင်သာရောက်ဘုံကျဲခဲ့ပါတယ်။အခုလိုဘုံကျဲတဲ့အတွက်အရတား5ဦးတေဆုံးက5ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။တေဆုံးသွားသူတွေကတော့ဥကိုကိုနိုင်36နှစ်၊ဦးစော်ဦးဝင်38နှစ်၊ဦးမောင်စိန်ရွှေ56နှစ်၊ဦးထွန်းအောင်စိန်52နှစ်နဲ့အမည်အတည်ပြုလို့မရနိုင်သေးတဲ့အမျိုးသမီးတဦးတို့ဖြစ်ကြပါတယ်။ ကြီးကိုက်တန်ရရာသူတွေကတော့ဥတာမောင်64နှစ်မတ်ချေသေးတန်22နှစ်ဒေါ်စိန်သိန်းဦး68နှစ်ဒေါ်ကျော်ရိုင်58နှစ်ဒေါ်တတန်ဝင်39နှစ်ဦးအေးထွန်53နှစ်ဒေါ်စိုးစိုးမြတ်46နှစ်ဦးအောင်ကျော်လ65နှစ်နဲ့ကာချော့မူဆလင်အမျိုးသားတအူဖြစ်ကြပါတယ်။တန်ရာရသူတွေထဲမှာပြင်းထန်တန်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီလေတပ်ကလေရင်နှစီဟာမေလ15ရက်နေ့မိုးလဲ2နာရီ2မိနစ်မှာပထမအကြိမ်2နာရီ10မိနစ်မှာဒုတိယအကြိမ်2နာရီ14မိနစ်မှာတတိယအကြိမ်စုစုပေါင်း3ချိန်တိတိလူနေရက်ွက်တွေထဲကိုပေါင်900ဘုံနှလုံးအပါဝင်စုစုပေါင်းဘုံ16လုံးကျဲချခဲ့တာပါဘုံကျဲချခဲ့တဲ့နေရာတွေဟာဂျမန်နေ့ကဘုံကျဲခဲ့တဲ့နေရာအနီးကရွာမရက်ွက်စိုက်ပျိုးရေးကြောင့်ကစ်ပါနဒီတကားအနီးနဲ့ ဤရောသာယထာလန်လို့ဖြစ်ကြပါဗျ။မေ15ရက်နေ့မှာတောက်တော်မြို့ပေါ်ကိုပုံကျဲတိုက်ခိုက်ခဲ့မှုဟာမေ14ရက်နေ့ကတိုက်ခိုက်ခဲ့အပြီးဒုတိယနေ့အဖြစ်လာရောက်တိုက်ခိုက်ခြင်းလည်းဖြစ်ပါဗျ။မေ14ရက်နေ့ည3:50မိနစ်အချိန်မှာတောက်တော်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကဂျက်တိုက်လေရင်နဲ့ပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဂျွာမရက်ကွက်ကအမျိုးသား3ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။တီဖြစ်ရက်ထက် တရက်စောပြီးမေ23ရက်နေ့ကရတိတောင်မြို့နယ်ကျွရွေဝေကျေးရွာဟောင်းကိုလည်းစစ်တပ်ကဘုံကျဲချခဲ့ရမှာအပြစ်မဲ့ပြည်သူ73ဦးတေဆုံးခဲ့က20ကျော်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမိတ်ချီလာမြို့နယ်မှာစိုင်းကယ်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီးသိန်း90နဲ့ရွေးဖို့မိမတွေကိုအကြောင်းကြားပြီးတဲ့နောက်မောင်ချစ်ဝင်းရဲ့ရုပ်အလောင်းကိုမိသားစုတွေထံကိုပြန်ပေးခဲ့ကြောင်းတေဆုံးသူရဲ့မိတ်ဆွေတွေကပြောပါတယ်။ ်မေ17ရက်နေ့ကဆုံလာပြည့်နေ့မိတ်တီလာမြို့နယ်အန်တူကျေးရွာမှာဆိုင်ကယ်ကယ်ရီသမားအသက်23နှစ်ရွယ်မောင်ချစ်ဝင်းကိုရွှေမြင့်တင်ဖျားရှိမှာစစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းအဲ့ဒီနောက်မှာ17ရက်နေ့ညနေပိုင်းမှာမောင်ချစ်ဝင်းကို350နဲ့လာရွေးဖို့မိဘတွေကို အကြောင်းကြားလာကြောင်းမိဘတွေကလည်းမေ12ရက်နေ့နှစ်နှစ်ပိုင်းမှာသွားရောက်ရွေးယူဖို့တပ်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်ထံကိုအခုညီတောင်းခဲ့တယ်လို့သိရပါဗျာ မေ12ရက်နေ့နနက်တနင်္ဂနွေချိန်မှာမောင်ချစ်ဝင်းရဲ့မိသားစုတွေထံကိုစစ်တပ်ကဖုံးဆက်လာပြီးဖမ်းဆီးသွားတဲ့တားဖြစ်သူမောင်ချစ်ဝင်းတေဆုံးသွားပြီးဖြစ်၍အလောင်းလာယူဖို့အတိပေးလာကြောင်းလည်းသိရပါတယ်။မေ14ရက်နေ့မှာဗဂျိုလိုက်တဲ့မောင်ချစ်ဝင်းကိုဖမ်းဆီးနှိပ်စက်ပြီးတပ်ပစ်လိုက်တာပထမဒိန်90နဲ့ရွေးခိုင်းလို့မနက်ပိုင်းမှာတွားရွေးဖို့လုပ်နေတော့စစ်တပ်ကအလောင်းလာောက်ခိုင်းတာဖုံးဆက်တဲ့အတန်းဖိုင်ကို အမတ်တရဲစခန်းကတပ်တွေအဖြစ်တင်းကျူသွားတယ်လို့တေဆုံးသူရဲ့မိတ်ဆွေတွေထံကသိရပါဗျ။တေဆုံးသွားတဲ့ Cycle Carry သမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားတဲ့အကြောင်းရင်းကိုမသိရသေးပဲအဓိကဖမ်းဆီးငွေညစ်တဲ့သဘောဖြစ်ကြောင်းလည်းတေဆုံးသူရဲ့မိတ်ဆွေတွေကပြောပါဗျ။မန္တလေးတိုင်းမိတ်ထီလာမြို့နယ်မှာစစ်တပ်ပြည်သူစစ်နဲ့ပြူစောချီတွေကပြည်သူတွေကိုစစ်စင်ရေးဂိတ်တွေမှာငွေကြေးတောင်းခြင်းနှိမ့်ဆက်ခြင်းနဲ့အကြောင်းမရှိအကြောင်းစား ဖန်စီ၍ငွေချင်းများဖြင့်ရွေးယူခိုင်းခြင်းတို့ကိုတောက်လျှောက်ဆိုသလိုကျူးလွန်ကြောင်းလဲဒေတာပြည်သူတွေခြံကနေသိရပါရရှင်ဒီကနေ့မွန်တက်၁၂နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြတမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုနောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါလိမ့်ရှင်